ရမ်းမှာစောင်းရင်ချမ်းလို့ထောင်းလျှောက်အဘန်းခံနေရတဲ့ညီမလို့ဇေဒီယံစောင်းရင်ချမ်းအောင်ဘယ်လိုမျိုးကန်ရမလဲဘယ်လိုမျိုး item ဘေးတွေဆက်ရမလဲပြီးကျတော့ဘယ်လိုမျိုး element set တွေအသုံးပြုရမလဲဆိုတာကိုကျွန်တော်ကဒီနေ့ကျွန်တော်ရဲ့ game play လေးနဲ့အတူရှင်းပြပေးသွားမှာဖြစ်ပါတယ်တကယ်လို့ဒီ video ကြည့်နေတဲ့သူက new hero ကိုမကန်တဲ့သေးဘူးဆိုရင်ဒီ video လေးကိုအဆုံးထိချက်ရှုလိုက်တော့ AC လေးပဲဟဲမယ်ကောင်းလို့ let's go ပထမအောင်လို့နေတဲ့ဘေးကြီးတို့နားလည်ထားရမှာကဒီ hero ကိုစောင်းရင်ချမ်းအောင်ကန်ခြင်းနဲ့ဆိုရင်သူ့ရဲ့ skill တွေအကြောင်းနားလည်မှရမယ်ဆိုတော့ပထမအောင်လို့နေကျွန်တော် skill တွေကိုလိုရင်းတူရှင်းလေးရင်းဆုံးရှင်းပြပေးမယ်โอเคလားသူ့ရဲ့ passive သူ့ရဲ့ passive ကတော့ brother တို့ งี้เนี่ยใจเหม็นหน้าไฟบ่ามี ပထမအပိုင်းကဘာလဲဆိုတော့ဘဲ enemy ပဲသူ့နာကတ်လာကတ်လာဒါမှမဟုတ်ကိုကပဲ enemy နောက်ကိုကတ်သွားကတ်သွား enemy ကိုတွန်းထုတ်ပြင်မယ်စတန်ပေးမယ်အဲ့ဒါကတပိုင်းဒါပေမဲ့ကူတောင်း2မိနစ်တိတိရှိတယ်ဆိုရမလို့ကူတောင်းနည်းနည်းကြာရလို့ကျွန်တော်ပြောလို့ရမယ်ဒါပေမဲ့လည်း assassin တွေဖြစ်တဲ့ server တို့ဘာတို့ကိုကာဝယ်နိုင်မှာဖြစ်တော့ကြမလို့တော်တော်လေး fine ရင်ဒါကတပိုင်းနောက်တဲ့တပိုင်းကဘာလဲဆိုတော့သူ့ရဲ့ spare van ပဲ spare van ဆိုတာဘာလဲဆိုတာကျွန်တော်ချက်ရှင်းပြပေးမယ်သူ့ရဲ့ scale 1ဒါမှမဟုတ် scale 2တုံးတိုင်းမှာစတက်လေးတွေတက်မယ်ဒီစတက်လေးတွေကဘာဖြစ်စေလဲဆိုတော့ကျွန်တော် new hero ကိုတွေးတက် က်စီတယ်ဆိုရုံမို့ spare van ကရိုးရှင်းဆုံးမှတ်မယ်ဆိုရင်ကျွန်တော်တွေးတက်တယ်လို့ပဲမှတ်လိုက်ရစကေးသုံးရင်တွေးတက်တယ် okay လားဆိုရုံမို့စတက်စေကူဒီအများဆုံးစုလို့ရမှာဖြစ်ပြီးတော့တွေးလိုက်များများပို့တက်မယ်စတက်များလေးလေးဆိုရုံမို့ဒါလေးမှတ်ထားလိုက်ရပြီဒါကသူ့ရဲ့ passive နှစ်ပိုင်းသူ့ရဲ့ skill 1ကတော့မြင်းတဲ့အတိုင်းပဲ enemy minion တိုးကောင်တစ်ခုခုကိုထိအောင်သုံးနိုင်နေဆိုရင် skill 1က finish ငတ်ကြီးနဲ့၃ကတီတီတိုက်မယ်အဲ၃ကမြောက်တိုက်တဲ့ finish ငတ်က enemy ကိုလွင့်သွားစေမယ်ပေါ့နော်ဆိုရုံ brother တို့မြင်းတဲ့အတိုင်းပဲကျွန်တော်စမ်းပြပေးထားတယ်ဆိုရုံ brother တို့အနေနဲ့တိထားရမှာက enemy minion တစ်ခုခုထိအောင်သုံးဖို့ပဲမထိဘူးဆိုရင်တော့သူ့ရဲ့စကေးကပြတ်သွားတယ်ဆိုတော့မလို့ brother တို့အနေနဲ့ထိအောင်သုံးဖို့လုံးဝလုံးဝမမိနဲ့ဆိုတော့မလို့စကေး1ထိအောင်သုံးတိုင်းမှာသူ့ရဲ့ passive နဲ့လည်းချိန်ထားတာဖြစ်တော့ကြောင့် brother တို့အနေနဲ့စက်တက်လည်းရမယ်အဲစကေး1 damage လည်း enemy ကိုထိစေမယ်ပြီးကြတော့ enemy ကိုစကေး1ရဲ့နောက်ဆုံးအချက်နဲ့ထိအောင်သုံးနိုင်တယ်မဆိုရင် enemy ကလွတ်ထွက်သွားမယ် okay လားသူ့ရဲ့ skill 2ကတော့ novaria ရဲ့စကေးနဲ့တူတူပဲလို့ပြောရမယ်မြင်တဲ့အတိုင်းပဲကျွန်တော် finish ဝိညာဉ်ကြီးကိုစိတ်ခေါ်လိုက်ပြီးတော့ enemy ကို damage ပေးမယ်ပြီးကြတော့ enemy ကိုလည်း slow effect ပေးမယ်အဲတခုပိုကောင်းတာပါလဲဆိုတော့သူ့ရဲ့စက တင်းကနှစ်ခါတည်းနေရာပြောင်းသုံးလို့ရတယ်ပေါ့နော်ဆိုရမလို့ပထမတစ်ခါနေရာသုံးမယ်ဆိုရင်နောက်ထပ်တစ်နေရာပြောင်းသုံးတဲ့အချိန်မှာ enemy ကိုထိမယ်ဆိုရင် enemy ကနှစ်ခါ magic damage ခံစားရမယ်စလုံးလဲစလုံးမယ် magic damage လည်းနှစ်ခါခံစားရမယ်လို့ပြောနေတာပြီးကြတော့ scale 2ကလည်းပဲသူ့ရဲ့ passive နဲ့တွဲပြီးအလုံးလောက်တာဖြစ်တဲ့ကြောင့်မို့စတက်လဲရတယ်ကဲဆိုရမလို့ scale 2ကိုနှစ်ခါပြောင်းသုံးမှုမမိနဲ့သူ့ရဲ့ enemy ကတော့အကျန်းသုံးမယ်လို့ကျွန်တော်တို့ပြောရမယ် enemy ကိုသုံးလိုက်ပြီးဆိုတာနဲ့ရေဆန်ရှင်းလို့မျိုးပဲရေပုံရဲ့ဘယ်နာလေးမှပဲရှိရှိ enemy ကိုမြင်ရမယ်ဆိုရမလို့တော်တော်လေး fine တယ်ဒါနဲ့မပြီးသေးဘူး ူးဆိုရအောင်လို့ enemy ကိုမြင်ရုံနဲ့မကဘဲနဲ့ enemy ကိုအပေါ်ကနေ damage ကျဲမယ်ဆိုရအောင်လို့အဲ့ damage ကျဲလိုက်တဲ့စီမှာ enemy ကိုထိမယ်ဆိုရင် damage လည်းထိတယ်ပြီးတော့စတန်လည်းပေးတယ်ဆိုရအောင်လို့တော်တော်လေးကိုကျဲတယ်လို့ပြောချင်တာဒါပေမဲ့တစ်ခုရှိတာက ultimate တုံးလိုက်တဲ့အချိန်မှာ enemy ကလမ်းရှောင်းနေတာပဲဖြစ်ဖြစ် enemy ကပို့ပြီးတော့ movement speed တွေမြန်နေတာပဲဖြစ်ဖြစ်ဆို enemy ကိုလုံးဝထိမှာမဟုတ်ဘူးဆိုတော့မို့ enemy ကိုအသုံးပြုတဲ့အချိန်မှာ brother သိထားဖို့လိုအပ်တာက enemy ကစပုံးနေတဲ့အချိန်ဒါမှမဟုတ် enemy ကစတန်းနေတဲ့အချိန်မှာပဲ enemy ကိုကောင်းကောင်းအသုံးပြုတာကောင်းတယ်ဆိုတော့မို့ brother တို့ကို item base amlan set တွေကျွန်တော်ချက်ပြပေးမယ်မြင်တဲ့အတိုင်းပဲဒီ amlan set ကကျွန်တော်အကြိုက်ဆုံး90ပေါ့နော်အကြိုက်ဆုံး amlan set ပဲ attack spare ကတော့နှစ်ခုရှိတယ် flame shot ရယ် ကျွန်တော်တို့အဖလစ်ကရေကြိုက်တာသုံးလို့ရတယ်ဆိုရမလို့ကျွန်တော်ရဲ့ game play လေးကိုတစ်ချက် show မယ်ခေါင်းလို့ let's go ကဲအားလုံးမြင်တဲ့အချိန်မှာကျွန်တော်ကတော့ vein နဲ့ထင်းရမှာပေါ့နော်ဆိုရမလို့ကိစ္စတော့အများကြီးမရှိဘူး okay ဆိုရမလို့ပထမဆုံးနေ့ကျွန်တော်ဖက်နယ်လေးဝယ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်စောင်းအောင်ဆက်မယ်ပေါ့နော်အဲဒီမေးကပုံမေးပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရင် damn ဘယ်လိုမှမန်နာတော်တော်များများလို့တယ်ဆိုရမလို့ကျွန်တော်စောင်းအောင်ဆက်မယ်ပြီးပြီဆိုရင်ကျွန်တော် skill one လေးနဲ့ကျွန်တော် hyper ကိုဘတ်လေးနည်းနည်းကုမယ်ပေါ့နော်ဘာရင်တော့မဟုတ်ပါဘူးဒီတိုင်းမလုံနေကြမလို့လုံလိုက်တာပဲဆိုရမလို့ brother တို့နေနဲ့လုံချင်လို့မလုံချင်လည်းရတယ်ကိစ္စတော့မရှိဘူးပေါ့နော် hyper စိတ်ဆိုးရင်တော့ကျွန်တော်လည်းမ သိဘူးဆိုတော့ကျွန်တော်ကတော့ scale 1လေးနဲ့သုံးလိုက်တယ်ပြီးပြီဆိုတာနဲ့ကျွန်တော် create ရှင်းတယ်ပေါ့နော် scale 1ကတစ်ခါသုံးမယ်ဆိုရင် create ကိုတွေ့ရတော့ဘလောက်ဆင်းတယ်ဆိုတော့ scale 2နဲ့တွဲရှင်းမယ်ဆိုရင်တော့ create ရှင်းတာတော်တော်လေးမြန်တယ်ဆိုတော့ scale 1 scale 2ကိုမမိနဲ့ပြီးပြီဆိုတာနဲ့ကျွန်တော် map လေးတစ်ချက်ကြည့်ပြီးတော့အပေါ်လမ်းကိုသွားပြီး gain လိုက်တာညနေလိုက်မှာ mass man hero တို့ကောင်ရတယ်ပေါ့နော်အေးဆေးပါပဲတအားကြီးတော့ပေး map တော့မရှိဘူးအဓိက map လေးနည်းနည်းကြီးရဖို့ပဲအမှန်တကယ်ကမေးကင်ပြီဆိုရင်ကျွန်တော်တို့ကအဲဘယ်လိုပြောမလဲလဲအလဲလဲကြီးမှပဲထိုင်းနေတာထက်ဒီလိုမျိုးကျွန်တော်လိုမျိုးလိုက်ပြီး run ပေးတာပိုကောင်းတယ်ကျွန်တော်ဆိုရင်အခု level 3ပဲရှိသေးတယ်လိုက်ပြီး run နေတယ်ပေါ့နော်အဲ hero ိုကင်းနှစ်ကောင်ရမလို့ပဲဒါပေမဲ့ကျွန်တော် Max Man စားသွားရတဲ့ကြောင့်မလို့ဒေးစားတော့မရှိပါဘူးကောင်းပါတယ်ပေါ့ Max Man နောက်ပိုင်းကျန်းသွားရင် AC ပဲကဲဆိုရအောင်ပြီးပြီဆိုတော့ကျွန်တော်စပြီးရောနေညနေတိုင်းမှာကျွန်တော်ဘက်ကလည်းနေသားနေဖြစ်တဲ့ကြောင့်မလို့ Strong Hyper က Create Bar တွေကြော်ပြီးရှင်းတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်လည်းနေနေပပပေါ်ပြီးတော့ခုတယ်အဲခုတဲ့အချိန်မှာရခဲ့လားတော့မသိဘူးအဲရခဲ့တယ်ပဲပြောမှာပေါ့နော်အဲပြီးကြတော့ Hyper ကလည်းသူရတတုံးတော့ပဲကျန်တော့တယ်ကျွန်တော်အဲ့ဒီလည်းမရသေးရဖြစ်တဲ့ကြောင့်မလို့နည်းလေးရှင်းလိုက်တယ်ပေါ့နော်အဲအဲ့ဒီရပြီအဲ့ဒီလေးကျွန်တော်တစ်ချက်သုံးကြီးမှာပေါ့နော်ဆမ်းပြီးတော့ပေါ်လမ်းမှာလည်းနေတော့ခရောက်နေတယ်ဟမ်ရောက် What the hell အဲ့ဒီကကုတော့ညံရှယ်ယူလာကွာနော်ကုတော့ညံရှယ်ယူလာကဲအက်ကောင်နေသေးပြီလားဆိုတော့ဟောရောက်မိသွားရင်သေးပြီကောင်းတော့ဘာဖရန်ကိုလေးကအမအေးစင်းလေးပဲကောင်းယူအဓိကအဲ့ဒါပဲဆိုရောက်မှုအန်နမီကိုစလိုးခြင်းနဲ့ဆိုရင်စကေတူလေးသုံးစကေတူကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲနေရပြောင်းပြီးသုံးလို့ရတယ်ဆိုရောက်မှုတိုင်းရှိုးမရှိဘူးပေါ့နော်ဆိုရောက်မှု item တစ်ခုထွက်သွားပြီးပြီးပြီဆိုရင်ကျွန်တော် glowing ဝင်ထည့်မယ် ဘာလို့ glowing ဝင်ထည့်ရလဲဆိုတော့မြင်းနဲ့ကျွန်တော်ပြောနေကြတိုင်းပဲဒီမေးကပုံမေးပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်စကေးတွေကိုအားရင်အားသလိုသုံးနေမယ်မေးမျိုးဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကဘယ်လို enemy ကိုနာစေမယ်အဲဘယ်လိုပြောမလဲအ item တွေထည့်တာပေါ့နော်ဆိုတော့ brother တို့အနေနဲ့ဒီ item မထည့်ပဲနဲ့တခြား item ထည့်ချင်နေရတယ်ဒီစားမရှိဘူးအေးဆေးပဲပေါ့နော်ကြည့်ဆိုတော့ကျွန်တော်တို့ရင်အဲဘိုးကလည်းတားနေရဖြစ်တဲ့ကြောင့်မို့တာတင်လေးလည်းအေးဆေးရတယ်ဆိုတော့ကျွန်တော်က mid tower လေးကိုထိုင်ထိုးလိုက်တယ်ပေါ့နော်အဓိက miss first tower first tower ကတော်တော်လေးကိုရေးကြည့်ရဲ့အဲ tower ထဲမှာပါတယ် brother တို့လည်းအမြဲတမ်းတခြား tower တွေပေးပြီးချိန်ကျပေးပြီးချိုးရတယ် ီတောက်ဒီတောက်အောင်ရအောင်ရှိုးတာကတော်လေးဘတ်တယ်မှာတာတယ်ပေါ့နော်အမ်ပြီးပြီဆိုတော့ねကျွန်တော်အပေါ်လန်းကိုသွားပြီးဝန်းနေညီနိုင်းမက်စမန်လေးကသွေးတစ်စက်နဲ့သူ့ရဲ့အဲဒီကြောင့်လွတ်ပြီးလို့တော့ထင်းနေဆိုပေမဲ့ကျွန်တော်ရဲ့စကင်းဝန်းလေးရှိနေတော့မလွတ်ဘူးပဲပေါ့နော်အမ်အီစီဘဲကောင်ကြီးကိုအီစီဘဲကမှအများကြီးပျောက်ကြောက်စရာမလိုဘူးသွေးနည်းနည်းရော့လဲပဲကျွန်တော်ကစကင်းဝန်းလေးကိုအမ်ခရီးတွေပါချိအောင်သုံးလိုက်ပြီးဆိုရင်သူကစပေးမန်ဘာရာဖြစ်တဲ့ကြောင့်မလို့အမ်ဆက်တယ်များများရှိရင်သွေးတက်မယ်မြင်လားမသိဘူးကောင်ကြီးအမှကျွန်တော်တနေ့က passage ရှိရတဲ့ကြောင့်မလို့ ကျွန်တော်တို့ဟိုဘာလုံးမရဘူးပြစ်သွားတယ်မြင်လိုက်လားမသိဘူးကျွန်တော်တို့ရေဟိုကလန်စလော့အဲကြောင်သွားတယ်ပေါ့နော်ကျွန်တော်ရေပတ်စင်နဲ့သူဒိန်းလိုပြီးနောက်ပြန်ဆုတ်သွားတယ်ဆိုတော့ကြောင့်မသူဘာလုံးမရဘူးအဲ့ချိန်မှာအဲခုဟိုဘာလဲအဲကျွန်တော်ဖရန်ကိုကကိုက်လိုက်တယ်အဲမှာ hyper auto show ပေါ့နော်အဲပြီးပြရတယ်မင်းကိုင်မီဆိုရင်ဘာသာလုံးအနေနဲ့အဲ့လိုမျိုးလေး recall ပြရဖို့လိုရယ်ပေါ့နော်ဝဲတာမှပြရအောင်နော်ဝဲတာမှ ဟုတ်ရောအဒီအဒီချေချလိုက်တဲ့ချိန်မှာကွက်တီကြီးကြဲပြတော့မှအန်နမီဆက်တန်းအောင်သွားတယ်အေးစီပဲဆဲဟိုဘက်ကချောင်းပရိုလေးတွေကတော့အားလုံးကျွန်တော်တို့ပြောပြောရင်လည်းပြောကျင်စရာပဲပေါ့နော်ချောင်းပါတဲ့ဘက်ကကျွန်တော်တို့အများဆုံးရှုံးတာများတယ်ပေါ့နော်ဒါကတော့ဘယ်လိုပြောပလေယာဆော်ကားတာမျိုးမဟုတ်ပေမဲ့အများဆုံးကတော့ဘယ်လိုပြောမကောင်းတဲ့လူများစွာမျိုးချောင်းတွေကိုင်းပြီးစေးထိုးကြတာများတယ်ဒီနေ့တိုင်းမှာဟိုဘက်ကလည်းလေတိုက်တယ်ဖရီစတာတွေဘာတွေညာနေတယ်ပေါ့နော်အာဘာတွေများမှုဒီရှုံးချက်တွေခန့်နေတယ်ဆိုတော့ကျွန်တော်ဘရာသာလုံးကိုရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မစ်မဂါတာဝါပါရတော့တယ်အေးစီပဲကျွန်တော်ကနောက်ကနေပုံမင်းဖြစ်တဲ့ကြောင့်မို့စကေးလေးတွေညာတိုင်းမှာ စကေးတောင်းချောက်သုံးပေးနေုံပဲ enemy ကိုထိအောင်သုံးဒီနေ့ကင်ပြီဆိုရင်ဘာသာလုံးနေနဲ့လုတ်ပေးရမှာအဲ့ဒါပဲအများကြီးမလို့ဘူးကောပြမယ်စကေး1စကေး2ကို enemy ကိုထိအောင်သုံးမယ် enemy နောက်လုံးဝမကက်နဲ့အဲကိုယ့်ရဲ့ passive ရှိနေအောင်တန်ဖိုးထားဘာလို့လဲဆိုတော့ကိုယ့်ရဲ့ passive ရှိနေပြီဆိုတော့တော်နေရပြောလို့ဟိုဘက်က save ပါတယ် land slow တွေကိုယ့်စီကိုဒိန်းဒိန်းဒိန်းဝင်လာပြီဆိုရင် easily သူ့ရဲ့ passive လေးနဲ့ဒိန်းလို့ပြီးတိုးထုတ်သွားမယ်ဆိုတော့မို့ဘာသာလုံးနေနဲ့စကေးတွေကိုနားလည်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပြောတာ ဆိုတော့ကျွန်တော်ဘရာဒါတို့နည်းစကေးနားလဲအောင်လုပ်အဲနားလဲစကေးနားလဲအောင်လုပ်ဖို့မပြင်းနဲ့โอเคဒီမှာမြင်းနဲ့တိုင်းမကန်ဆိုးပြီးတော့ဘလူးရောင်ဗေးရဲ့ AD နဲ့မိသွားတဲ့အချိန်မှာသူရဟွာလောက်ပဲကျန်တယ်ဗောနော်ဆိုတော့ကျွန်တော်အများကြီးကိုယ်ကလည်းတားနေတော့အိုးရောင်းမကူမန်စတန်ကြီးလှလိုက်တာခေါင်းကြီးမြင်းလိုက်တာကျွန်တော်ရဲ့ AD မကြီးနဲ့စတန်တော့တာအိုးရောင်းကြီးအဓိကအားလာပဲပေါ့နော်သူရဲ့ enemy ကအကုန်လုံးထိရင်ထိသလိုအဲ enemy ကိုစတန်ပေးတယ်ပေါ့နော်ဆိုတော့ကြောင့်မို့ enemy တွေမခံစားနိုင်ဘူးဒါပဲပေါ့နော် ကျွန်တော်ပွဲရတယ်တားနေရဖြစ်လို့ကြောင့်မို့ကျွန်တော်တို့ low run လေးမှာဆိုတော့တားကြီးရဲ့ရှော့တော့မရှိပါဘူးတားကြီးလည်းထူးခြားရင်ခုန်နေရလည်းမရှိဘူးကင်းလည်းအများကြီးတော့မရနိုင်ဘူးပေါ့နော်ကျွန်တော်ဘက်ကကောင်းနေရဘလို့နေနေကြမ်းပြီးသားကြမ်းအောင်လည်းကျွန်တော်တို့ roam ပေးထားတယ်ပေါ့နော်ဆိုတော့မအေးစင်းလေးပဲ recall လေးပြပြီးတော့ပဲဆုံးသက်လိုက်မယ်ဒါပဲပေါ့နော်ကျွန်တော် brand တို့ဒီ video မှာကျွန်တော်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်ကအဲ့လောက်ကြမ်းနေဆိုတာတဲ့ ကိုယ့်ရဲ့ damage ကိုကျန်းအောင်လုပ်ပေးလို့ရတယ်ပေါ့နော်။ဘာလဲဆိုတော့အများများ run ပေးပြီးတော့ enemy ကိုအများများ damage ပေးမယ် enemy vision ပြမယ်။အဲ့ဒါဆိုရင်ကိုယ့်ရဲ့ damage တွေကလည်း vision မြင်ရပြီးတော့သိရမလား။အာဘာလုပ်မယ်ဘာလုပ်မယ်တစီချင်းချပြီးကိုယ့်ရဲ့ damage တွေကပါ auto တားတယ်ပေါ့နော်။ကိုယ့်ရဲ့ damage ကစောက်ကုန်းမကြောက်ဆိုတော့ကျွန်တော်လည်းမပြောလို့ဘူး။ဆိုတော့ brother တို့အနေနဲ့ဒီ gameplay လေးကိုကြည့်ပြီးနည်းနည်းလေးရောက်သွားမယ်လို့တော့ပညာလေးပါလေးရောက်သွားမယ်လို့တော့ထင်တယ်။ဆိုတော့ brother တို့အနေနဲ့ကြိုက်တယ်ဆိုရင် like လေးပဲပြီး channel လေးကို subscribe ခဲ့ဖို့မမေ့နဲ့။ဒီနေ့ပြူလေးကဒီနေ့တော့လောက်ပါပဲ။ချောင်း pro လေးကိုတော့ report ထုတ်လိုက်တယ်။ okay လားမသိဘူးအောင်အားလုံးပဲ bye bye ပါ